ကားတွေနဲ့ဖြစ်သွားမှာပေါ့ကားတွေအများကြီးပဲကားတွေကိုတို့မှာရှိတဲ့ကား၄စီးရှိရင်၄စီးပေါ့၈စီးရှိရင်၈စီးရှိပေါ့အဲ့ကားတွေနဲ့ကိုတို့ကရှင်းလောင်းထဲ့မယ်ပြီးလို့ရှိရင်ဆင်ရအကောင်40မြင်းရအကောင်100ပြီးလို့ရှိရင်ကိုတို့ရှင်းလောင်းလဲ့မယ်ပေါ့ကျောင်းနေတဲ့ကလေးတွေရှိသေးတယ်ကျောင်းနေတဲ့ကလေးတွေကသူက6နှစ်ကနေပြီးတော့16နှစ်အထိတတ်မှတ်ထားတာပေါ့ကိုတို့ကဆိုတော့ရွာ9ရွာမှာရှိနေတဲ့ကလေးတွေကိုကိုတို့ကတရွာမှာ18ရောက်ကိုတို့ရွေးချယ်လိုက်တယ်ပြီးလို့ဆိုတော့120နဲ့ရှစ်ပါးပေါ့ကိုတို့ကထွက်လာတယ် ဇာရောနဲ့တွေ့တယ်ဇာရောအေးချမ်းနေတာပဲသူတို့ဘောက်ကူညီခြင်းနဲ့စိတ်ပဲသူ့မှာရှိတယ်ပေါ့နော်အဲတော့သွားပြီးတော့ဖရာကြီးပေါ်လဲကိုတက်တယ်တက်ပြီးတော့မှသူအမျက်အမျက်တန်းပေးတာပေါ့အခုတငယ်ချင်းအခုတို့ကာဟိုကဒီကာလောကကိုရောက်လာတော့အခုတငယ်ချင်းမေးဆွေတို့ရှိတယ်ပေါ့မေးဆွေကောင်းနေပေါ့နော်တငယ်ချင်းနေတယ်မှာရှိတယ်အဲတငယ်ချင်းနေတယ်မှာမှာ အဲ့ဒီကိုကျော်စွာဆိုတဲ့အကူတယောက်ကနေပြီးတော့အကူတို့အကူတို့မှာ group ရှိတယ်အဲ့ group viber group တဲ့ကိုသူကပို့ပေးတာဒီ evela 9ရင်းနေရောက်လို့ရှိရင်လူပွဲကြီးအကြီးတစ်ခု season နေတယ်ပေါ့နော်အဲ့ဒါကိုသာထက်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်လိုက်ခဲ့ပါဆိုတော့ကိုကလိုက်သွားတယ်လိုက်သွားတော့အဲ့ဒီတိုက်ကြီးပေါ့နော်တိုက်ကြီးရနေပြီးတော့ဟိုအဲ့မှာပန်းတပွင့်တောင်ဆိုတဲ့လမ်းမကြီးရှိတယ်အဲ့လမ်းမကြီးတက်တက်ဝင်သွားလိုက်လို့ရှိရင်အဲအာဟိုတော့ဝေးတော့မှာပေါ့နော် တမိုင်ကြော်ကြော်တော့ဝေးမှာပေါ့ တမိုင်ကြောကြောနှစ်မိုင်လောက်တော့ဝေးမယ်အဲ့ဒီဝေးနာမှာစိတ်တစိတ်တဒုက္ခမေတ္တာချမ်းမြေ့မေတ္တာကြောင်းဆိုတာရှိတယ်ပေါ့အဲ့မှာရက်တော်မူဖရာကြီးကလည်းပေလေးရလို့ရှိတယ်အဲ့အဲ့ပေလေးရလို့ရှိတယ်အဲ့အဲ့ဘုန်းကြီးကြောင်းကိုကရောက်သွားတယ်ရောက်သွားတဲ့ဆရာတော်ဆရာတော်ဆရာတော်နဲ့ကိုဆွေးနွေးတာပေါ့ရှင်မရတပြည့်တော်ဟိုဘာတွေအကူအညီရမလဲဘာတွေလိုလိုအပ်လဲပေါ့ဆို तू ကတော့သူ့ရဲ့ဟိုနေကတော့တော်တော်ကောင်းတယ်သူ့ရဲ့ဟိုခံယူချက်လေးတွေလည်းအရင်ကောင်းတယ်နောက်တစ်ခုက ဆရာတော်စိတ်နေစိတ်ထားလည်းလူတွေသူတပောက်ကိုအရန်ကူညီခြင်းနဲ့ဆန္ဒရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီရွာလေးရကြတော့သူကမလေးရှားဝိုင်ရွာအုပ်စုပေါ့အရင်ကတော့မင်္ဂလာရွာလို့ခေါ်တာပေါ့အဲ့ဒီရွာမှာရှိတဲ့လူတွေကမလေးရှားဘရောက်တွေအရန်စိုက်ကြတာဆိုအဲ့လိုစိုက်ရင်စိုက်ရင်လည်းအဲ့ဒီရွာလေးကိုမလေးရှားဝိုင်ရွာဆိုပြီးတော့တင်သွားတာပေါ့ဆိုတော့အဲ့ဒါဆရာတော်တွေတော့ဆရာတော်ရှင်းပြတာပေါ့အဓိကအကြောင်းရင်းကဘာလဲဆိုတော့ဟိုအဲ့ရွာမှာရှိနေတဲ့လုံးဝရှင်မပြုတ်ရသေးတဲ့သူတွေကိုရှင်ပြုတ်ကြတာပေါ့ ပြမြင့်ကျင်တယ်ဆိုတာကိုကြီးရနေပြီးတော့အဲဆိုရင်ဟိုရှင်ပြရတဲ့အကြောင်းတရားလေးတွေတခြားတော့မှရှိတယ်ကျေတော့ဆရာတော်ကလည်းဒီဒီတာမဏိကိုရဗုဒ္ဓဘာသာမှာဆိုရင်ဒီရှင်တာမဏိအဖြစ်ကိုဟိုအတ္တတကြီးွားတယ်လုံးဝအရှင်မပြုတ်လိုက်ရတဲ့သူတွေလည်းရှိတယ်ပေါ့နော်ရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့ဒါကိုကိုကြီးကကုတုလိုချင်တဲ့စိတ်နဲ့ပေါ့နော်အကိုကြီးကတော့ရှင်၅ပါးတပတ်က၁၀ပါးပေါ့အဲ့လိုမျိုးလေးတွေကိုကြီးကဆွတ်ဆွပြီးတော့ဒီဆရာတော်နဲ့တိုင်ပင်ပြီးတော့ဆရာတော်မှလည်းကြံတဲ့ယဟန်း တကာတွေရှိတာပေါ့အဲ့တော့တန်ကအပါကတော့128ပါဖြစ်သွားတယ်တော်တော်လှူပဲရတော်တော်ကြီးမှာတော်တော်ကြီးမှာဆိုတော့အဲ့ဒါရောက်သွားတော့ဆရာတော်တပည့်တော်ကတပည့်တော်လည်းလှူမယ်နောက်ပြီးတော့တပည့်တော်ရဲ့ပဝင်းကျင်မှာရှိတဲ့ကာလောကမှာရှိတဲ့သူတွေကိုလည်းကိုကိုတပည့်တော်အနေနဲ့ဖိတ်ဖိတ်မယ်ပေါ့နော်ဖိတ်မယ်ဆိုတော့ရှင်မရဒီဟာဈေးကဘလောက်လောက်ကုန်ကြနိုင်လဲပေါ့နော်ဆိုတော့ तू က ဒီကားတွေနဲ့ဖြစ်သွားမှာပေါ့ကားတွေအများကြီးပဲကားတွေကိုတို့မှရှိတဲ့ကား၄စီးရှိရင်၄စီးပေါ့၈စီးရှိရင်၈စီးရှိပေါ့အဲ့ကားတွေနဲ့ကိုတို့ကရှင်းလောင်းထည့်မယ်ပြီးလို့ရှိရင်ဆင်ရအကောင်40မြင်းရအကောင်100ပြီးလို့ရှိရင်ကိုတို့ရှင်းလောင်းလဲမယ်ပေါ့ရှင်းလောင်းလဲတဲ့ခါကျလို့ရှိရင်ဒါကဟိုဟိုရှင်းလောင်းလဲတဲ့ခါကျလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဟိုသူတို့ကြောင်းနေတဲ့ကလေးတွေရှိသေးတယ်ကြောင်းနေတဲ့ကလေးတွေကသူက6နှစ်ကနေပြီးတော့16နှစ်အထိ တတ်မှတ်ထားတာပေါ့ကိုတို့ကဆိုတော့ရွာ9ရွာမှာရှိနေတဲ့ကလေးတွေကိုကိုတို့ကတစ်ရွာမှာ18ရောက်ကိုတို့ကရွေးချယ်လိုက်တယ်ရွေးချယ်လိုက်တာပေါ့ရွေးချယ်လိုက်ပြီးတော့9ရွာပေါင်းလိုက်တာပေါ့ဆိုတော့တစ်ရွာမှာ18ရောက်စီပေါ့ရွေးလိုက်တာပေါ့နော်ပြီးလို့ဆိုတော့120နဲ့ရှစ်ပါးပေါ့ကိုတို့ကထွက်လာတော့တခါကျတော့သူတို့အတွက်ကိုကိုကမလုပ်လိုက်လဲဆိုတော့ဟိုတခြားဟိုရှင်ပြတဲ့နေရာတွေမှာကြာတော့ဟိုကောင်းကောင်းမွန်မွန်ဥစ္စာပေါ့နော်တကယ်ဟိုနန်ဝက်နန်စာအဲ့လိုမျိုးလေးတွေနဲ့ရှိကြတာပေါ့နော်ဝက်စာကောင်းတောက်တော့ပြအဲ့လိုမျိုးလေးတော့ရှိကောင်းရှိမှာပေါ့ဒါပေမဲ့ကိုတို့ကကြာတော့ အဲ့ဒီအတွက်ကိုဟိုငွေငွေထပ်ကုန်မဲ့စားပေါ့နော်သူတို့သူတို့ကြောင်းနေတဲ့ဝက်ဆုံကြောင်းစိမ့်လေးပေါ့အဲ့ကြောင်းစိမ့်ကိုကိုတို့ကဝက်ဆင်လိုက်တယ်ဝက်ဆင်ပြီးတော့မှအပေါ်ရက်ကဘောင်းနေတစ်တောင်းနေနေအဲ့လိုလေးတွားမှာပေါ့အာသူတို့ရှင်ပြုတဲ့ခါကျရင်ပြီးတော့သူတို့ကဟိုသူတို့တက်ကနောက်ပြီးစောင်းနေခေါင်းနေပို့ပါအကုန်လုံးကအကုန်လုံးကဝဲလူမှာပေါ့အဲ့မှာဆရာတော်ကိုကိုညစိမ့်လေးမေးကြည့်လိုက်တဲ့ခါကျတော့၃သိန်းကြော်ကြော်လောက်ကုန်အဲ့တော့ကိုတို့ကကြံတဲ့ငွေကိုကိုတို့ပူပေါင်းပြီးတော့ကိုတို့လှူမယ်ပေါ့ဆိုတော့ အပြင်ကဥပမာညီလေးအောင်မွန်းကျော်တော့ကိုကြီးညီလေးလဲလှူကျင်တယ်ဆိုတဘာပဲလှူနိုင်လှူနိုင်။နောက်ပြီးတန်ငယ်ချင်းတွေ9ယောက်ပေါင်းပြီးတော့ပေါ့တဘာပဲလှူနိုင်လှူနိုင်ပေါ့။ဆိုတော့ကိုတို့ကတန်ငါတဘာကိုနှစ်သိန်းလောက်နဲ့ကိုတို့ကလှူလို့ရပါတယ်ပေါ့။အဲ့ဒါဆိုတော့အလိုမျိုးလေးကိုအစီအစဉ်လိုက်တာပေါ့။ဒါလှူကျင်တဲ့လူတွေရှိတယ်ဆိုလို့ရှိရင်လည်းအခုဒီရွှေလက်ပွင့်ဟိုဥပမာဖုန်းနံပါတ်လေးကိုရေးပေးထားတာပေါ့။အဲ့မှာအကိုရဲ့နာမည်ရင်းနဲ့ဒီ Facebook ကနေပြီးတော့တရားဝင်လှူလို့ရတယ်။လှူပြီးလို့ရှိရင်လှူလာတော့ဒီ9ရက်နေ့မတိုင်မီလှူရမှာပေါ့။လှူရမှာပေါ့။ ်သူကမှာပေါ့တကယ်လို့အကင်၍ဆရာတော်စီကိုပဲတန်းထုမယ်ဆိုလို့ရှိရင်ဆရာတော်ရဲ့တပည့် KB ဖုန်းနံပါတ်လေးကိုအကိုကကိုရဲ့ Facebook page မှာအကိုကတင်ပြီးတော့လူလို့ရပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုကိုတိုင်းစံချဒီကလေးလေးကိုအဲမောင်ဖြူလေးပေါ့နော်မောင်ဖြူကိုအာဘသူကဒီသူတို့နှစ်ယောက်ကနေပြီးတော့လှူထားတယ်ဆိုရင်ကိုကိုတိုင်းစံချတာလို့ခဲ့သူပေါ့ကိုအကိုတို့ဆိုတမိပဲရှိတယ်ဒါမှမရှိဘူးဒါမှမရှိဘူးဆိုတော့အကိုကဟိုဒါတော့ဦးရင်းပေါ့ဟို ဟိုပါဠိစကားနဲ့ဆိုကိတိမသာလို့ဆရာတော်ကပြောတယ်ပေါ့နော် ကိုရဟန်းဒါရက်ကအဖြစ်ဟိုကဟိုတာဝန်ယူလိုက်တာပေါ့ရှင်မိရှင်ဘဖြစ်သွားတာပေါ့နော်အဲဒါဗုဒ္ဓဘာသာမှာဆိုရင်ဒါကတော်တော်ကိုဝင်ဖြစ်တဲ့ဟိုကုသိုလ်အရန်ရတဲ့ဒါကုသိုလ်တရားတစ်ခုပဲကိုကအဲ့ဒီဟာကိုဖြစ်သွားတဲ့စိတ်ကလေကိုလည်းတော်တော်ကိုအခုချိန်ဒီကိုလည်းကုသိုလ်ရနေတယ်ခံစားရတယ်ပေါ့တက်ဆာရွှေကြီးဆရာတော်ဘုရားကနေပြီးတော့အဲ့လိုအဲ့ဒီအကြောင်းတရားလေးကိုသူတရားဟောတာ သူကဘယ်လိုလဲဆိုတော့အဲကလေးကိုပေါ့နော်ကလေးကိုငယ်ဘွားမှာသူကတန်အဲ့ဒီအဲ့ဟိုပေါ့နော်မိဘမိဘပေါ့အမေရနေပြီးတူသားလေးကိုဟိုတင်ကန်းစီပေးလိုက်တင်ကန်းစီပေးလိုက်တဲ့ခါကျတော့အဲ့သူတင်ကန်းစီပေးလိုက်တဲ့တူသားလေးကမထေကြီးဖြစ်သွားမထေကြီးဖြစ်သွားတဲ့ခါကျတော့သူကမထေကြီးဖြစ်လာလေသူ့ရဲ့ကိုချင်းတရားတွေအချင်းစာရိတ္တတွေပုံပုံပြီးတော့ပိုပိုကောင်းလာတဲ့ပိုပိုပြီးတော့ထက်မြက်တဲ့ မထေရကြီးဖြစ်သွားတဲ့ခါကျတော့သူ့ရဲ့ပရမအူဆုံးရှင်ပြုတ်ပေးတဲ့ရဟမသူ့အမေကိုယ်တိုင်ဖြစ်လာတာပေါ့နော်ဖြစ်ဖြစ်သွားတဲ့ခါကျတော့အဲ့သူ့အမေကအလိုလိုကိုသူကဘုန်းကန်နေမြင့်မြင့်လာတယ်ဟုတ်ကဲ့ကိုယ်အဲ့လိုမျိုးဖတ်လိုက်ရတာပေါ့ဘယ်လောက်ထိမြင့်လာလဲဆိုရင်သူနောက်ဆုံးမေရော်ကြီးကဟိုသူသူတေးဆုံးတော့မယ်ဆိုတော့အချိန်မျိုးမှာတော့မှသူကအိမ်မက်လာပေးတယ်နတ်ယထာကြီးလာဆိုင်အိမ်မက်ထဲမှာအဲ့နတ်ယထာကြီးကနေပြီးတော့မေရော်ကြီးကျွန်တော်တို့ကတော့ဘယ်ဘုံကပါဟမ်နတ်သားတွေပါဒီဘုံကို သွားမယ်ဆိုလို့ရှိရင်မေရော်ကြီးအတွက်ဆင်သင့်နတ်ရထားတွေစီစဉ်ထားပါရယ်ဒီပုံလေးရတော့ဘယ်ပုံရပါပါနော်အဲ့လိုမျိုးနတ်ပြည်လျှောက်ထပ်မှာရှိနေတဲ့နတ်သားတွေရဆင်းဆင်းလာပြီးတော့ပြောတာပေါ့ပြောတဲ့အချိန်မှာမေရော်ကြီးကနေပြီးတော့ပြန်ပြောတယ်တဲ့သူကအဲ့လိုမျိုးမထေမြတ်တွေရှိတဲ့နေရာဖျားလောင်းတွေရှိနေတဲ့နတ်ပြည်အဲ့နတ်ပြည်ကိုပဲသူသွားကြပါတယ်လို့ပြောလိုက်တော့မှအဲ့မေရော်ကြီးကိုလက်ချထားနေပြီးတော့အဲ့မှာရှိတဲ့အဲ နတ်နတ်သားနေပြီးမေတော်ကြီးကိုခေါ်သွားတယ်ပေါ့နော်။ဒါဒါသူ့ရဲ့နမိတ်ပေါ့။အဲ့ဒီချိန်မှာတဲ့နေရထားကနေပြီးတော့သွားတဲ့အချိန်မှာဒီအောက်မှာကျတော့ငရေကြီးရှစ်တက်ရှိတယ်။ငရေရှစ်တက်မှာရှိနေတဲ့သူတွေကမဲ့ဒီနေ့ကတော့သူတို့တွေငရေမကြဘူးလို့ဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့သူတို့ခံစားရဝင်နေတဲ့အချိန်ဟိုဒါတဆူဂျိုးတွေနဲ့ထိုးလဲလှန်နေနဲ့ထိုးလဲဒါသူတို့မှာဒီငါးပါးတီလာမလုံးုံကြတဲ့သူတွေကြတော့ဒီအပေလေးပါးကိုယောက်သွားတော့ပေါ့နော်။ဆိုတော့အဲ့ဒီနေရာကိုယောက်သွားတဲ့အချိန်မှာအဲ့ဒီနေ့မှာ ငရဲမကြောက်ဘူး။ဘာကြောင့်လဲဆိုတော့အဲ့နေရထားအဲ့ငရဲပြီးအပေါ်ကနေပြန်လို့ဆိုပြီးတော့အဲ့လောက်ထီကိုပြောချင်တာကလေအဲ့လောက်ထီကိုဒီရှင်ပြုတ်တဲ့သူတွေရဲ့ပေါ့နော်ရှင်သာမဏေပြုတ်ပေးတဲ့သူတွေရဲ့ပုံတကူကအဲ့လောက်ထီမြင့်မာတယ်ဆိုတော့ကိုကသွားတွေ့တာ။သူတော့အဲ့အချိန်မှာကိုရဲ့ကိုမိဘတွေပေါ့နော်ကိုအမိဘတွေနဲ့တိုင်မြင်တယ်ကိုအမျိုးသမီးနဲ့တိုင်မြင်တယ်တိုင်မြင်ပြီးတော့ကိုကဒီအစီအစဉ်လေးကိုဟိုဒီအလှူပွဲကိုလှုပ်ဖြစ်သွားတော့ပေါ့အကောင့်တွေဖော်ဖြစ်သွားတော့ပေါ့ တော်တော်ကြည်နူရတယ်တော်တော်ပြောရတယ်စိတ်ထဲမှာလေပြောပြောပြောရှင်မှုရတာပေါ့နော်ရတာတွေပေါ့တဏ္ဍရတာဆိုတော့အဲ့ဒီပြောရှင်အေဂျင့်မှုကိုရတယ်ရတယ်မြဲတမ်းဒါကိုလေဟိုဆရာတော်စီကိုမနေ့ကဆိုမနေ့ကလို့ကိုသွားလိုက်တယ်ဆရာတော်ကြီးနဲ့တွေ့တယ်ဆရာတော်အေဂျင့်နေတာပဲအတူတူပေါ့ကူညီရင်းနဲ့စိတ်မဲ့သူ့မှာရှိတယ်ပေါ့နော်အဲ့တော့သွားပြီးတော့ဖရာကြီးပေါ်လဲကိုတက်တယ်တက်ပြီးတော့မှသူကမျက်အမျှတမ်းပေးတာပေါ့ဘောတော့တက်တက်လောဆာတာတောက်ကြနေနေတိုင်းတက်တက်ဆာတာ session နဲ့လောက်ရှိပြီအဲ့တော်တွေတောင်းဆောင်တဲ့တွေကိုမြက်တာတွေပို့ တော့ဆရာတော်ကြီးစီမှာလည်းဩဝါဒခံယူပေါ့ဟိုတပိတော့ဒီအလုပ်ကလေးကိုလုပ်ခွင့်ပြုပါပါเนาะနောက်ပြီးတော့တပိတော့ဟိုအုပ်အရင်ကလေးကအပေးခဲ့တဲ့ဟိုပရိသတ်တွေရှိမယ်မိတ်ဆွေတွေရှိမယ်ပေါ့เนาะအဲသူတို့တွေအနေနဲ့လည်းလူတန်းကျင်တဲ့ဆန္ဒတွေရှိတယ်ဆိုရင်လည်းတပိတော့ဒါလေးအလူငွေကိုကောက်ခံခွင့်ပြုပါဆိုပြီးတော့မှဆရာတော်ကခွင့်ပြုလိုက်လို့အခုကအကောင့်တွေဖော်ပြသွားတော့ပါတော့ဥစ္စာဆရာတော်ကသူကအတွေ့အကြုံရှိတယ်အတွေ့အကြုံရှိတော့ဆင်းတော့ငှားရတော့ပေါ့နော် စင်တွေငှားရတယ်မြင်းတွေငှားရတာပေါ့ဒီငှားပြီးလောက်ရတာပေါ့နော်ဆိုတော့ဒီလိုစင်တွေမြင်းတွေငှားပြီးတော့မှအာဒီလိုထဲထဲဝါဝါကြီးနဲ့ရှင်တပားကိုနှစ်သိန်းနဲ့ဟိုရှင်တပားကိုပေါ့နော်ဒါတော့ကိုတို့ကတံမှုဖြတ်တာမဟုတ်ပါဘူးတံမှုဖြတ်တာမဟုတ်ပါဘူးအဲတံမှုဖြတ်ပြီးတော့လူရန်လူဟိုပြောတာမဟုတ်ပါဘူးဒီလွယ်ဦးလေဒီနှစ်သိန်းလောက်နဲ့ဖြတ်ဖို့ဆိုတာလေဒါမဲ့ကိုတို့ကကိုတို့လိုအပ်တဲ့နေရာတွေကိုကိုတို့ကဖြစ်စီပေးမှာပေါ့ ကားတွေရှိရင်ကားတွေနဲ့ပေါ့နော်ကားတွေနဲ့တော့ဆင်နေနဲ့ကားတွေနဲ့အဲ့လိုဆိုင်းဝိုင်းနေနဲ့ပြီးလို့ချင်းရင်ကျွေးမွေးတွေပေါ့ညအဲ့ထဲတွေရပဲကိုတို့ကလူတန်းသွားမှာပေါ့လိုအပ်တဲ့နေရာတော့ကိုတို့ကတော့ပံ့ပိုးပြီးတော့လူတန်းသွားမှာပေါ့ပွဲရပွဲကြီးရကြီးပဲမနေ့9နာရီတို့စပြီပေါ့အဲ့လိုဒီစီဇန်ကိုကြည့်ပြီးတော့အဲလူကျင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းအဲကိုဒီရွှေလက်ပွင့်ရွှေလက်ပွင့်ရဲ့ဖုန်းနံပါတ်ရှိတယ်40 30 20 180အဲ့ဖုန်းနံပါတ်ကို ကေပေးလွှဲပြီးတော့လှူလို့ရတယ်လှူပြီးတော့လှူပြသွားပြီဆိုရင်ကိုကဒါမှမဟုတ်ရင်လည်းဆရာတော်ရဲ့တပည့်ဖုန်းနံပါတ်ကိုယူပြီးတော့ကေပေးလွှဲလိုက်လို့ရတယ်ပြီးတော့အဲ့ဒီငားရင်နေမှာငားရင်နေမှာကိုကိုတိုင်းလာပေါ့ချင်းမရှင်မဖြစ်နေကိုကိုတိုင်းလာရှင်းအောင်လှည့်မယ်ဒူဒူထည့်မယ်ပေါ့အခုလိုလက်လိုက်မယ်ပေါ့ကျွန်တော်လဲမယ်ပေါ့လေတိုက်ဝင်းကြီးတွေပါရီခေါင်းပေါင်းတွေပါရီနှုတ်ရအောင်ပေါ့နော်အဲ့လိုလေးပတ်ပြီးတော့မှအခုလိုရှင်းပြအလူဒါရက်ကာကြီးတွေဖြစ်သွားပြီပေါ့ဟုတ် အဲမယူချက်တော့မြို့သမီးရဲ့သူရဲ့လွတ်လပ်မှုလေးလေသူကထားပေးအောင်ပါဗောနော်အော်သူကဘူးတော့ကလေးတယောက်နဲ့တော်တော်လဲထွက်နေအကိုကြီးဒီအကိုကမန်းနဲ့ပြောနေရင်အရှင်ပြူတာကိုးခါလောက်ရှင်ပြူရှင်ပြူရယ်ဘာကြောင့်ကုညူတာလဲဆိုတော့ကိုရိုးစီမှာအဲတကြံတို့အဲတကြံတို့ဘာလို့မှရွာတွေပါလေကိုရိုးရွာတွေမှာတအိမ်ကို အဲဒီဘောနော်ဒီနေ့ငါတို့ရွာနေပြီးတော့အဲတအိမ်ကိုဘလောက်လှူရမယ်ဆိုတော့အစုလေးရှိတာပေါ့အဲစုလေးတွေနဲ့စုပြီးတော့မှအကုန်လုံးပေါင်းဆက်ပြီးတော့ចောင်းတဲ့ဆရာတော်ကြီးနဲ့အဲဒီရွာလူကြီးတွေနဲ့ပေါ့နော်ပေါင်းဆက်ပြီးတော့မှအဲမိသားတော်မရှင်ပြုရသေးဘူးလားဒီကောင်ကကဲကျင်တဲ့ကောင်ကဲကဲမယ်ဆိုရင်သူဆော့မဲ့သူတွေဆော့ပါတော့မဆော့မဲ့သူတွေရှင်ပြုကျင်တယ်ဆိုရင်အဲ့လိုရွာနေပြီးတော့အဲဒုံလဘအနေနဲ့ပေါ့နော်ကိုရင်ဆိုရင်လည်းကိုရင်ပေါ့နော်ကိုရင်ဘဝအနေနဲ့သူတချို့ကြတော့အဲ့ဒီပါလေဟိုရှင်ပြုပြီးတော့ ဟိုဒဂျန်ဒဂျန်အတိုင်မျိုးရှင်ပြလိုက်ပြီးတော့ဒဂျန်နဲ့ကြာကြာထွက်ပြီးတော့ကဲတာတော့ဒါလေးကလည်းဘာဖြစ်လဲဟိုဒါအပြောပေါ့နော်အရှင်ပြောပြောတာပါရှင်ပြရမယ့်အကြောင်းတရားလေးတွေဒီပါလာတယ်ဆိုလို့ကျွန်တော်ဖြစ်စေချင်ဒါဘုံကံမြင့်မားတယ်ပေါ့နော်ဒါဒါယောက်ျားလေးဆိုရင်ကိုရိုးကိုရိုးစီမှာဆိုရှိတယ်အဲဘယ်လိုပြောလဲအဲရှင်ပြတဲ့ကလေးတွေရေမကူအောင်အဲ့တပင်ပေါ်မတက်ရဘူးဆိုတော့အဲ့ရမျိုးလေးတော့နော်ဒါကဘာကြောင့်ရှင်လောင်းမောင်ရင်လောင်းဆိုလို့ရှိရင်ဒါဘုံကံမြင့်မားတယ်ဘုံကံမြင့်မားတယ်ဒီဖြစ်တာဟိုဆိုတော့ နောက်ရှိတဲ့အခိုက်တိုင်တွေမရှိအောင်သူကအမှန်ရင်လုပ်လို့မရဘူးပေါ့အဲလူကြီးရှင်းမှာပဲမျက်စိရှင်းမှာပဲနေရတယ်ဘိုးငယ်ငယ်တုန်းကဆိုရင်အဲ့လိုနေခဲ့ရတာပေါ့နော်ဆိုတော့မစင်းရအောင်လို့အဲ့လိုတွေအမျိုးမျိုးပေါ့နော်အတော့ခြီးရတာတို့အဲသွားလို့မျိုးတား၂ယောက်၃ယောက်ဆိုရင်အဲ့လိုမျိုး၂ယောက်မွေးတဲ့လူတွေရှိတယ်ဟိုကိုတို့ရခိုင်မှာဆိုကျင်းသမားတွေကျင်းအဲသူတို့ဆိုရင်အာကလေးကအသက်ကြီးနေပြီဒါသူရအောင်မမပြီးတော့အဲသူကိုယ်တိုင်ထမ်းပြီးတော့မှအဲ့လိုရှင်းအောင်လှည့်ရတာမျိုးတွေရှိတာပေါ့ဒါတွေကမိဘတယောက်ရဲ့တားသမီးပေါ်မှာထားပြီးတော့ မြင်မာတဲ့စိတ်လေးတွေပေါ့စေတနာစိတ်လေးတွေပေါ့အတူယူစရာကောင်းပါတယ်အသက်ငယ်ဆုံးကတော့6 6နှစ်6နှစ်ကအငယ်ဆုံးပေါ့ကျောင်းတော့ဘာလို့သူသင်ကန်းနဲ့ပတ်သက်ပြီးတော့သူပေါ့နော်ဒီသင်ကန်းကိုကင်တွယ်နိုင်ရမယ်အဲအဲ့လိုမျိုးပေါ့နော်အပြစ်မကြောက်အောင်ပေါ့အဲအပြစ်မကြောက်ကင်တွယ်နေရတဲ့မျိုးဆိုတော့6နှစ်လောက်မှဘာပဲပြောပြောသူငယ်တန်းသူငယ်တန်းပထမတန်းအဲအဲ့လိုမျိုးလေးအရွယ်လောက်မှကောင်းပါပေါ့အဲနောက်ပြီးတော့16နှစ်ကတော့အကြီးဆုံးပေါ့အကြီးဆုံး 6ရက်ကနေ16ရက်အထိအငယ်ဆုံး16ရက်ကအကြီးဆုံးဟုတ်တယ်ဟုတ်အကျော်တော်ကြီးတော်ရောက်နေပြီတော့ရှင်မပြူရသေးတဲ့သူတွေဒါအကိုလည်းတော်တော်ပီတိဖြစ်ရပါတယ်ဟုတ်ဟုတ်ဟုတ်အိုးလူပွဲကြီးကတော့အချို့ကြတော့လေဟိုဟိုအလူလုတ်တယ်ဆိုတာကတော့ကိုကိုတိုင်းကိုကိုတိုင်းလုံနေတဲ့အလူပေါ့နော်ကိုကိုတိုင်းရဲ့အလူပေါ့သူ့ပြင်မဲ့အဲ တချို့ကြတော့လည်းအဲ့လိုမျိုးအလူပွဲအကြီးမလုံနိုင်တာမျိုးတွေခြေကောင်းရှိမယ်ပေါ့တယောက်တည်းမလုံနိုင်တာမျိုးတွေခြေကောင်းရှိမယ်ပေါ့လုံနိုင်တဲ့သူလည်းရှိတယ်ပေါ့ဒါပေမဲ့မရှိဘူးဆိုရင်လည်းကိုကြီးကဟိုပေါင်းဆက်ပြီးတော့ပေါဝင်ပြီးလှူဒန်းတဲ့ခါကြလို့ချင်းဒါကို့လူဖြစ်သွားတာပေါ့လေတော့စိန်နေမြင်းနေနဲ့ဒီလိုမျိုးလှူဖို့ဆိုတာကြီးကမလွယ်ဘူးလေနောက်ပြီးတော့နောက်ပြီးတော့ကလေးတွေကလည်းအဲကြောင်းနေတဲ့ကလေးတွေအရွယ်လေးတွေကြောင်းနေတဲ့ကလေးအရွယ်လေးတွေပါတဲ့ခါကြတော့သူတို့ဟိုတင်းအဲကြံတဲ့အဝတ်အစားအစင်ပေးမဲ့အစားဒီ ကျောင်းစင်းလေးဆင်ပေးလိုက်တဲ့အတွက်ကြောင့်သူကကျောင်းတက်လို့ရှိရင်အဲကျောင်းဝတ်ဆောင်လေးကသူ့တွေဖြစ်သွားတယ်ပေါ့အဲဆိုအလူတစ်ခုဖြစ်သွားတယ်ပေါ့နော်အဲလိုမျိုးသူတို့ဖုံးကံမြင်လို့ပေါ့သူတို့ဖုံးကံမြင်လို့ပေါ့ဒါလူပဲပြောပြောရမှာပဲသူတို့ဖုံးကံမြင်မာတဲ့ကလေးတွေဖြစ်လို့စင်နေမြင်းနေစီးရတော့ပေါ့အကိုတော့ရုပ်ရှင်ရိုက်နေစင်တစ်ခါမှမစီးဘူးမြင်းတော့စီးဘူးတော့ပေါ့နော်မြင်းတော့ပါတော့စီးရတယ်ဆိုတော့စင်စီးမယ်ဆိုရင်အများတန်းပြောတယ်ကန်နေနေတဲ့ကိုကိုကိုထင်ရင်စင်စီးရတယ်လို့ပါတော့အဲအဲ့လိုကြားဘူးတွေပေါ့နော် အဲအဲ့လိုမျိုးဗာလေအလောင်းတော်ကတ်တပါတို့ဗာတို့သွားတယ်ဆိုလို့ရှိရင်စင်လေးတွေစီးရတယ်လို့အဲ့လိုမျိုးစင်စီးလိုက်လို့ချင်းလူတယောက်ရေဖုံးကန်အမြင့်မာတယ်ပေါ့နော်အဲ့လိုဖြစ်သွားတယ်အခုကတော့ပိုကောင်းတော့တော့ပေါ့ဖုံးကန်လည်းမြင့်မာတယ်နောက်ပြီးတော့ဒီဖရားကိုတို့ဟိုကောရမမြတ်စွာဘုရားရဲ့တားတော်ဖြစ်ဖို့ဆိုတာမလွယ်ဘူးလေနော်လွယ်ဘူးဆိုတော့ဒီလိုကိုတို့စောင်းစောင်းတမန်ဒီလိုမျိုးလုတ်ပေးနိုင်တဲ့အတွက်ကြောင့်ကိုတို့လည်းကုသိုလ်တော်တော်ရပါတယ်